ရေတရာလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစည်းအဝေးအစားအိမ်မှာဒုံးစံတိုင်းပဲ channel subscribe မလုပ်ရသေးတဲ့သူများရှင်လှုပ်ထားပြီးတော့လှုပ်ပြီးသားသူတွေကတော့ဒီနေ့အစည်းအဝေးလေးစပြီးတော့ကြည့်မယ်ဆိုရင် VPN လေးကိုယဉ်သွားပြီးတော့ဖွင့်ပြီးတော့ကြည့်ပေးကြဖို့လည်းမေတ္တာရက်ခံရင်းနေပဲဒီနေ့မှာရွေးထားတဲ့ဇာကားကတော့ Daniel Sending the Deck လို့အမည်ရပါတယ်စစ်ကားလေးပေါ့ခင်ဗျဒီလိုကားမျိုးတွေကတင်ဆက်ပေးလေးပေးတာမရှိဘူးဒါပေမဲ့ဒီနေ့မှာတော့ဒီ1955ကနေ1955ကြီးကြာမင်းခဲ့တဲ့ အမေရိကန်ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီးရုပ်ရှင်တွေအများကြီးထွက်ခဲ့လို့ဒီစကားတော့ဗီယက်နမ်ဘက်ကရိုက်ထားတဲ့စကားပါ2025ဧပြီမှာကြောက်ခဲ့တဲ့ဗီယက်နမ်စစ်ပွဲအောင်ပွဲ250ပြည့်အထိမ်းအမှတ်အနေနဲ့ရုံတင်ခဲ့တဲ့ကားလေးဖြစ်ပြီးတော့တော်တော်လေးအကုန်ကြခံပြီးရိုက်ကူးထားလို့သိရတယ်မီးရောင်ခံတောအုပ်တွေဗီယက်နမ်စစ်ရဲ့နာမည်ကျော်ကူချီဥမင်လိုင်ကောင်းတွေကိုပါအသေးချာပြန်လည်တီဆောက်ရိုက်ကူးထားတာဖြစ်ပါတယ်ဇိုင်းကိုတော့အမေရိကန်စစ်တပ်ရဲ့ Cedar Force ဆင်ပြီး1968ခုနှစ်မှာဇိုင်းတည်ထားတယ်အမေရိကန်စစ်တပ်က1968ခုနှစ်ဇန်နဝါရီ10ရက်ကနေ28ရက်ထိ စီတာဗောစစ်စင်လောက်ခဲ့ပြီးတော့ VR ကောင်းတွေအမာကန်နယ်မီတွေကိုစီးနေပြီးတော့ VR ကောင်းတွေကိုထောက်ပံ့နေတဲ့ VNN ရွာတွေကိုနေရာဆွေပြောင်းရွာတွေကိုဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်စီတာဗောစစ်စင်ရာစစ်ပွဲတွေတမိုင်းမှာနိုင်မဲ့ကျော်စစ်စင်တစ်ခုဖြစ်လေရှိပါတယ်ဆိုတော့ဒီဇက်ကားမှာတော့အဲ့ဒီစစ်စင်ပြီး VN Down ဒေတာမှာဗီဒီယိုကောင်းဆောင်တဲ့တပ်ဖွဲ့ဝင်22ဦးပါတယ်ပျောက်ကြားတပ်ဖွဲ့တစ်ခုရှိပါတယ်သူတို့ကကုချီဦးမင်လိုင်ကောင်းတွေမှာနေပြီးတော့အမေရိကန်တွေကိုနေဩညပါတော်ထန်နေကြတာပါတရက်တော်စစ်ပွဲအတွက်ရန်ကိုအေးပါလွန်လာတဲ့ထောက်လိုင်းရဲ့တရင်အချက်လက်ပေးပို့မှုတွေကို တာဝန်ယူကာကွယ်ဖို့အတွက်တာဝန်ကဘေးဒီယိုတို့အဖွဲ့အစည်းကိုရောက်လာခဲ့ပါတော့တယ်ဆိုတော့ဒီစကားမှာဗီယက်ကောင်ပျောက်ကြားတွေရဲ့စိတ်ဓာတ်တွေသူတို့ရဲ့နေထိုင်ကျင့်ကြံပုံတွေဘယ်လိုတိုက်ခိုက်ကြလဲဆိုတာတွေကိုကြည့်ရှုရမှာဖြစ်ပါတယ်ဒီတော့ဘေးဒီယိုရဲ့ပျောက်ကြားတပ်ဖွဲ့သူတို့ရဲ့မစ်ရှင်ကိုဘယ်လိုအောင်မြောင်ဆောင်ရွက်သွားနိုင်မလဲဆိုတာကျွန်တော်တို့ဒီကြည့်ရှုခန်းစားလိုက်ကြအောင်ပါခင်ဗျာစကားဆပ်ပရမသုံးဇဝင်ကမ်းမှာတော့မီးလောင်ပျက်စီးတဲ့ဗီယက်နမ်တောင်ပိုင်းကရွာငယ်လေးတွေအောင်မြင်ရပါတယ် အဲ့ရွာလေးကဘယန်တောင်ရွာလေးဖြစ်ပြီးတော့ချိန်ကာလတော့1969ခုနှစ်ပါတရားလုံးမီးလောင်တဲ့အိမ်တိုင်းတွေသာထိုးထောင်ထောင်ကျန်နေခဲ့ပြီးတော့ဂျန်နရီအကုန်လုံးကတော့ပြာပုံတိဖြစ်နေပါပြီလေလွင့်ခွေးတကောင်လည်းရွာထဲမှာဟူလျှောက်သွားတိလျှောက်သွားနေသွားနေတာမြင်ကြရပါတယ်ရွာထဲရတချို့နေရာဒီမှာတော့ဘုံကျဲခံထားတဲ့အတွက်မြေတွင်းတွေဖြစ်နေတာကိုလည်းမြင်ရပါတယ်ရွာနာချောင်းမှာဆိုရင်လည်းကန်းဆက်မှာလူသေးလောင်းတွေကိုမြင်နေရပြီးတော့ချောင်းထဲမှာလည်းဗေဒါအုပ်တွေနဲ့တူအလောင်းတွေမျောပါလို့နေပါတယ်အဲ့ချောင်းထဲမှာတနတ်တက်ကင်ထားတဲ့ဗီယက်ကောင်မျိုးမီးပျောက်ကြားတယောက်ကတော့ ခရယူတွေလိုက်ကောက်နေပါတယ်အိုင်မျိုးသမီးကတော့ဘာဟောင်ပဲဖြစ်ပါတယ်အနာကကန်ဆာမှာတင်နေတဲ့လောင်းတစ်ခုကိုမြင်တော့ဘာဟောင်ကအဲ့ဒီလောင်းကိုချောင်းနဲ့မျောလိုက်ပြီးတော့ကောင်းအောင်မွာရောက်ပါသည်ရဲဘော်လို့ပြောလိုက်ပါတယ်ခဏနေတော့ရေထဲမှာကျူယိုးတစ်ခုပေါ်နေတာမြင်လိုက်တော့ဘာဟောင်ကတနတ်နဲ့ပြစ်ပြီးချောက်လိုက်ပါတယ်အိုင်မာရင်ရေထဲမှာငုံနေပြီးတော့ကျူယိုးနဲ့အသက်ရှူနေလူတယောက်ရေဘော်ကိုခေါင်းလေးထွက်လာပါတော့တယ်ဘာဟောင်လည်းအဲ့လိုတနတ်နဲ့ချိန်မျက်လုံးကိုဝေးနေစီးပြီးတော့သူတို့စကန်းကိုဖမ်းခေါ်လာလိုက်ပါတယ်လိုင်ကောင်းထဲမှာအဲလူကိုစစ်စစ်မင်းမြန်းကြတော့သူ့နာမည်က2 death ဆိုတာနဲ့အသက်က32နှစ်ဆိုတာကိုသိလိုက်ရပါတယ် ဒူဒက်ကကားဝဲဆော့မှာလုတ်တဲ့ဆက်ပြင်းစရာမက်ကနစ်တယောက်ဖြစ်ပြီးဘန်တောင်ရွာကအန်ဒီနန်းကိုလာစားလို့ပြောလိုက်ပါတယ်။အန်ဒီနန်းကသူ့အမေနဲ့သွေးတောင်းညီမဖြစ်ပြီးတော့သူ့အမေနာမည်ကလုံလို့ပြောပြပါတယ်။ဒူဒက်ကိုဖန်ခေါ်လာတဲ့ဘောင်ကအန်ဒီနန်းရဲ့သမီးဖြစ်နေရာကြောင့်နေငါအမေနဲ့တိတယ်ဆိုအထောက်ထားပါလာလို့မေးလိုက်တော့ဒူဒက်ကမပါဘူးလို့ပြန်ဖြေပါတယ်။အဲနောက်တော့ဘောင်ကဒူဒက်ကိုမျက်လုံးကိုဝင်းနဲ့စီးပြီးတော့ဒေါ်ရဲကိုပြန်ခေါ်လာလိုက်ပါတယ်။ဒူဒက်ကသူ့ဘောင်တတ်တော့မယ်ထင်ပြီးတော့လန့်နေပြီးငါတို့မိရီယာတငယ်ချင်းတွေပါသူတို့ကနေနဲ့ငါနဲ့ကိုလက်ထပ်ဖို့စီစဉ်ပေးထားခဲ့တာ။ နင်းကိုသွားတွေးဖို့ငါမရအမြဲတမ်းပြောနေတာလို့ပြောလိုက်ပါလေဒါမဲ့ဘောင်ကသူ့ကိုတတ်ဖို့ခေါ်လာခဲ့တာမဟုတ်ပါဘူးဘောင်ကတူတက်ကိုသီးသန့်လှိုင်ကောင်းတစ်ခုခေါ်လာပြီးတော့အပြင်မထွက်နဲ့ဒီနားမှာမိုင်းတွင်းရှိမိုင်းတက်နေပြီနဲ့သေလိမ့်မယ်လို့ပြောလိုက်ပါလေပြီးတော့တူတက်ကမကန်နေလို့ပြောတဲ့အတွက်သူတို့တိုင်ရင်ကပြတ်တဲ့တနတ်တီကိုပြင်ပေးဖို့တူတက်ကိုတာဝန်ပေးထားလိုက်ပါလေနောက်တစ်ခါမှတော့ရဲဘော်ဟိုင်တန်းခေါင်းဆောင်နဲ့စေတပ်ပွဲတစ်ဖွဲ့ဘောင်တို့ရဲ့ဘယ်အောင်နေမီတဲကိုရောက်လာခဲ့ပါလေရဲဘော်ဟိုင်တန်းကိုဘောင်တို့ပျောက်ကြားတက်ဖွဲ့ခေါင်းဆောင်ဘေးဒီယိုကလာကြိုးပြီးတော့လိုင်ကောင်းတွေတဲကိုခေါ်သွားပါလေ ဗီဒီယိုကရဲဘော်ဟိုင်တန်းကိုသူတို့တပ်ဖွဲ့မှရဲဘော်20တယောက်ရှိတဲ့အကြောင်းကိုပြောပြလိုက်ပြီးတော့လိုင်ကောင်းတွေကရဲဘော်တွေရဲ့အိတ်ဆောင်တွေအစားအသောက်ဂိုဒေါင်တွေကိုလည်းလိုက်ပြနေပါတယ်။အဲနောက်တော့ရဲဘော်ဟိုင်တန်းရဲ့အဖွဲ့တွေကစေပီစီတွေနဲ့ဗီဒီယိုတို့ပျောက်ကြားတက်တွက်လက်နက်တွေယူလာပေးပါတယ်။ပျောက်ကြားတက်တွေကတော့သူတို့မှမီးဂျိုမောင်းပြတန်တန်လေးတွေနဲ့အမေရိကန်စစ်တပ်ကိုရင်ဆိုင်နေရတဲ့အခြေအနေကနေတနတ်သစ်တွေရောက်လာတော့ဝမ်းသာအားရဖြစ်နေကြပါတယ်။ပြောက်ကြားရဲဘော်တွေကပခုံးတင်လောင်ချာတစ်ခုတယောက်လဲစီပြစ်ကြမယ်နော်ဆိုပြီးတော့ခွဲနှမ်းချနေပါသေးတယ်။ဗီဒီယိုကလည်းသူ့လူတွေကိုဟိုင်တန်းကတတ်မတော်စေးတက်ဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။ဟိုင်တန်းတို့ကရှီတန်းဆေးုံအတွက်အရေးကြီးတဲ့ဖိုးတန်ဆေးဝါးနဲ့ကူးသားပစ္စည်းတွေတယ်လာကြတာဖြစ်ပြီးတော့ဒီပစ္စည်းတွေကိုဒီမှာခဏတူလောင်ထားပြီးတော့ဗီဒီယိုတို့အဖွဲ့ကဈေးရိတ်ခါတွေကိုကာကွယ်ပေးရမှာပါ။ပြီးတော့ဟိုင်တန်းတို့အဖွဲ့ကလိုင်ကောင်းတက်တရတက်မှာဆက်နေကြမှာဖြစ်ပြီးတက်တရတက်ကိုပျောက်ကြားရဲဘော်တွေလာခွင့်မရှိဘူးလို့လည်းဗီဒီယိုကသူ့လူတွေကိုမှားလိုက်ပါတယ်။ပျောက်ကြားရဲဘော်တွေကုန်ထွက်သွားတဲ့မှာရဲဘော်ဟိုင်တန်းကဗီဒီယိုကိုခဏခေါ်ထားပြီးတို့ရဲ့အထက်လူကြီးစီကစာပါတယ်လို့ပြောပြလိုက်ပါတယ်။တကယ်တော့ဟိုင်တန်းတို့ဘက်ကစီးတက်ဖွဲ့မဟုတ်ပဲ N38 စစ်ထောက်လန်း unit ပဲဖြစ်ပါတယ်။ဟိုင်တန်တို့ကဒီမှာနေပြီးတော့ရန်သူတွေရဲ့သတင်းချက်လက်တွေကိုထောက်လန်းကြမှာပါ။ဗီဒီယိုတို့ဖွဲ့တာဝန်ကလည်းရိတ်ခါတွေကိုကာကွယ်ဖို့ဆိုတာဟန်ပြတာဖြစ်ပြီးတော့ဒေကရမ်းမှာဟိုင်တန်တို့ဖွဲ့ရဲ့အချက်လက်ပေးပို့မှုတွေကိုကာကွယ်ပေးရမှာဖြစ်ပါတယ်။ဒီစစ်စေးကထိတ်တန်းလှုပ်ဝှက်ချက်ဖြစ်နေတဲ့အတွက်ဒီကိစ္စကိုဘယ်သူမှပေးမသိဖို့လဲဗီဒီယိုကိုမှာလိုက်ပါတယ်။အဲနောက်တော့ဟိုင်တန်တို့ဖွဲ့ကကေဘယ်ဂျိုးတွေရှင်းသူတို့ရဲ့စက်ကြီးယာတွေနဲ့လုပ်ငန်းတွေစတာပါတော့တယ်။ဗီဒီယိုတို့ဖွဲ့ကလည်းသူတို့ရဲ့တာဝန်တွေတိုင်း ရွာထဲမှာကျန်တဲ့မိန်းကလေးငယ်တွေပါဝင်တခြားလူတွေကိုတိုက်ခိုက်သင်တန်းပေးတာတွေဆက်ပြီးတော့လုပ်နေပါတယ်။အဲဒီမှာတူတက်ကဗေးဒီယိုတို့ပျောက်ကြားတက်တွေအကူအညီဖြစ်စေတဲ့လူတယောက်ဖြစ်လာခဲ့ပါပြီ။တူတက်ကအမေရိကန်လီတက်ကကျဲခဲ့တဲ့မပေါက်ကွဲသေးတဲ့ဘုံတွေကိုဖြုတ်တာမျိုးတွေဥဆောင်ပြီးတော့လုပ်ပေးနေတာပါ။တူတက်ကကျွမ်းကျင်တဲ့မကန်နေဖြစ်တဲ့အတွက်တခြားပျောက်ကြားရဲဘော်တွေမဖြုတ်နိုင်တဲ့ဘုံသီးတွေကိုပါသူကဖြုတ်ပေးနိုင်ပါတယ်။တူတက်ကဘာအောင်နယ်လည်းတဖြည်းဖြည်းပို့ပြီးတော့ရင်းနှီးလာခဲ့ပါပြီ။နောက်တစ်ခါမှတော့ဘာအောင်တို့ကဗေးဒီယိုတို့ဈေးတက်ဖွဲကမီးလောင်သွားတဲ့တောထဲမှာကေဘယ်ကြိုးတွေလိုက်ပြီးတော့ဆင်းနေတယ်။ ဘာလို့တားလဲလို့မေးလိုက်တော့ဘေးဒီယိုကငါလည်းမသိဘူးလေဒါသူတို့အလုပ်ပဲလို့ပြန်ဖြေလိုက်ပါတယ်ပြီးတော့ဘေးဒီယိုကသူ့လူတွေကိုငါပြောတာသေချာနားတော့အထက်ကငါတို့ဈေးပစ္စည်းတွေစောင့်ရှောက်ခိုင်းတာတယ်အဲ့ဒါအရန်ကိုရေးကြည့်တယ်အိမ်မကြခင်မှာအကြီးတဲ့ဝင်ရောက်စီးနေမှုလာလိမ့်ဒီတခါစီလာဖော့တဲ့ပိုဆိုးတယ်အဲ့တော့အကူအဆလုံးမြေပြင်ပေါ်မှာချက်ပြုတ်တာတွေမလုံးနဲ့ရန်သူကအပြင်တဲတဲမှာရောက်နေတော့မှပြစ်ခတ်တာတွေမလုံးနဲ့အတန်မထွက်အောင်နေမှရငါတို့လူဝတ်ချက်ကိုထိန်းသိမ်းမှုအတွက်သူတို့ဝင်ပြီးတော့တိုက်ခိုက်လာရင်လည်းငါတို့နှောင်းမဆုပ်အစုံဒီဆက်နေပြီးတော့တိုက်ခိုက်သွားရမယ်လို့ပြောလိုက်ပါတယ် ေးသူလည်းသူ့ပခုံးပေါ်ရောက်လာတောင်ဝင်းကြီးတော်စိတ်လေးလံတဲ့ပုံပေါက်နေပြီးသူ့လူတွေအတွက်လည်းစိတ်ပူနေကြတာပါအဲနောက်တော့ဘေးသူကဘာဟောင်းကိုဒူတက်ဒီမှာဆက်နေလို့မရဘူးလူတိုင်းကိုနောက်ကျောင်းစစ်ဆေးဖို့ငါ့ကိုမှားတာတယ်ဒူတက်ကငါ့ကိုလူဟုတ်မဟုတ်မသေးကြလို့ရှိရင်ငါတို့အန်နေရှိနိုင်တယ်လို့ပြောလိုက်တော့ဘာဟောင်းကအဲသူကျမသူ့ကိုနင်ထုတ်လိုက်မယ်လို့ပြန်ပြောပါတယ်အဲနောက်တော့ဘာဟောင်းကဒူတက်ကိုသွားတွေ့ပြီးတော့ဘေးသူပြောတဲ့စကားတွေပြန်ပြောပြလိုက်တော့ဒူတက်ကနေရငါ့ကိုဘာမှအဖိုးမတန်တဲ့လူနင်တို့စီမှာလာပြီးတော့ဂုံစင်းနေလို့ထင်နေလားလို့ပြန်မေးပါတယ်ဘာဟောင်းကမဟုတ်ဘူးလို့ပြောလိုက်တော့ဒူတက်ကငါ့ကို SKG တောင်းလောက်50မှာ ငါအခုပြင်လိုက်တဲ့ကြီးကပ်ကိုစမ်းကြည့်ခြင်းလို့ပြောလိုက်ပါတယ်ပြီးတော့အပြင်မှာအမေရိကန်လေတပ်ကလေရင်တန်းကိုကြားတော့ဒူတက်ကတနက်ကိုဆွဲပြီးတော့လိုင်ကောင်းထဲကနေပြေးထွက်သွားပါတယ်ဘောင်းကအန်အောင်သွားပြီးတော့ဒူတက်ကဘာလုံးနေရလဲပြန်လာခဲ့လို့ပြောရမယ်ဒူတက်ကပြန်မလှဲ့ပါဒူတက်ကအပြင်ကိုပြေးထွက်ပြီးတော့လေရင်ကိုတနက်နဲ့ပြစ်လိုက်တော့လေဘောင်းကနေမီးလောင်ဘုံကြီးကျဲချပါတော့တယ်ဒူတက်လည်းအချိန်မီလိုင်ကောင်းထဲပြန်အောင်လာပြီးတော့ဘောင်းကနေဘာလုံးတာလဲလို့မေးလိုက်တော့ဒူတက်ကမီးလောင်ဘုံကိုတယ်တရအလူမီနီယံတွေအဲ့ဒါတွေကိုကောက်ပြီးတော့ရောင်းရင်စားစေးရတာပေါ့လို့ပြောလိုက်ပါတယ်အန်တော့ရဲဘော်ဟိုင်တန်းကလေရင်ကိုဘသူပြစ်တာလဲလို့မေးတော့ ဘောင်ကသူပြစ်တာပါလို့ပြောပြလိုက်ပြီးအလူမီနီယံတွေကောက်ပြီးတော့ရိတ်ခါဖို့ရဖို့လှုပ်တာပါလို့ပြောလိုက်ပါတယ်။အရင်ကဒေသခံတွေကပျောက်ကြားတပ်ဖွဲ့တွေကိုစောင့်ရှောက်ပေမဲ့ဇီလာဘောစစ်စင်းကြောင့်ဒီနယ်မြေကဒေသခံတွေတရားရွှေ့ရတော့ကျမတို့ရိတ်ခါရဖို့ခက်ခဲနေတယ်လို့ပြောလိုက်ပါတယ်။အာရန်ဟိုင်းတန်းလည်းဒီဟာတော့ခွင့်လို့ပေးလိုက်မင်းတို့ရိတ်ခါထောက်ပံ့ဖို့လည်းအထက်ကိုပြောပေးမယ်လို့ပြောလိုက်ပါတယ်။ဘေးသူကတော့လင်းငုံပြစ်တာတူတက်ဆိုတာကိုသူသိနေပါတယ်။ဟိုင်းတန်းထွက်သွားတော့ဘေးသူကတူတက်ကတကယ်တစုထိုးကောင်းပဲသူ့ကိုမင်းနေမထုံနိုင်ဘူးဆိုရင်ငါတို့နောက်ကျောင်းတော်စုံစမ်းမှရလိမ့်မယ်လို့ပြောလိုက်ပါတယ်။ သူကသူ့ကိုယ်သူလောင်တန်းရွာကလို့ပြောပါလေအဲ့ဟိုငါသွားစုံစမ်းမယ်လို့ဘေးသူကပြောတော့ဘာဟောင်ကကျွန်မသွားလိုက်မယ်ဒူရမေကိုကျွန်မကိုရေးကူတာကိစ္စရဲ့မေးစရာရှိတယ်လို့ထပ်ပြောပါလေဘေးသူကမိန်းကလေးတယောက်တည်းသွားမယ်ဆိုရင်အန်နေများတဲ့အတွက်ဒါလိုက်ပေမဲ့ဘာဟောင်ကတော့လက်မခံပါဘူးပြီးတော့ဘာဟောင်ကဘေးသူကိုသူတို့ကိုတခုခုဖုံးကွယ်ထားတယ်ဆိုတော့လည်းရိတ်မိနေပါလေဈေးပစ္စည်းတွေလောင်းနေတဲ့တော့ရေးကြီးကာကွယ်နေစရာမလိုဘူးဆိုတော့သူသိပါလေအဲ့နောက်တော့ဘာဟောင်ကဒူရရဲ့နောက်ကြောင်းစုံစမ်းမှုထွက်လာခဲ့တော့တာပါဘာဟောင်ထွက်သွားပြီးတော့တိတ်မကြခင်မှာပဲဘေးသူရဲ့နေမီတဲကို သူတို့ပြောင်ကြားတက်ဖွဲ့တွေအကုန်လုံးလေးစားတယ်သူတို့ရဲ့အထက်လူကြီးဦးလေးစောရောက်လာပါတယ်ဦးလေးစောကရဲဘော်ဟိုင်းတန်းတို့ဖွဲ့ကိုလွတ်လိုက်တဲ့ခေါင်းဆောင်ဖြစ်ပြီးတော့ဘေးသူတို့အတွက်လက်နက်တွေထည့်ပေးလိုက်တဲ့လူလည်းဖြစ်ပါတယ်ဦးလေးစောလာတော့ရဲဘော်တွေရဲမတွေအကုန်လုံးကဝမ်းသာအားနဲ့ကြိုးစားကြပြီးဦးလေးစောကအရက်ပလင်းကိုထုတ်ပြပြီးတော့ငါအရက်တောက်ဖို့လာတာကွာလို့ပြောလိုက်ပါတယ်ပြီးတော့ရဲဘော်တွေကိုလည်းကြမ်းကြမ်းခံနေဖို့အားပေးလိုက်ပါတယ်နောက်တစ်ခါမှတော့ရဲဘော်ဟိုင်းတန်းကဒူတက်ကိုသွားတွေ့ပြီးတော့ဒူတက်ကမယုံကြည်ရတဲ့အတွက်သူ့ကိုရှင်းပြဖို့လုပ်နေပါတယ်အမိုင်ဒူတက်ကနေအိုးငါတင်ကားဖြတ်မိုင်းမျိုးစားအစ်ဖန်တီးထားတယ် အဲ့ဒါအမေရိကန်တင်ကားတွေခြေမုံးနိုင်တယ်လို့ပြောလိုက်တော့ဟိုင်းတန်းတို့လည်းစိတ်ဝင်စားသွားပါလေဒူရက်ကကျုပ်အောင်မဆန်းတတ်ကြည့်ရသေးဘူးတခါလောက်စမ်းကြည့်ပြစီအဲ့ဒါပြီးတော့ခမားတို့ကြိုက်တယ်လို့သာဆုံးဖြတ်ပါလို့ပြောလိုက်တော့ဟိုင်းတန်းလည်းသဘောတူလိုက်ပါလေအဲ့တော့ဘုံကိုစမ်းကြည့်လိုက်တော့ဘုံကတကယ့်ကိုပဲအာပြင်းမိုင်းဖြစ်နေတာကိုမြင်လိုက်ရပါလေဗီဒီယိုကငါတို့ဒူရက်ကိုလိုတယ်လို့ပြောလိုက်တော့ဟိုင်းတန်းကလက်ခံလိုက်ပြီးသူ့ကိုငါတို့လှိုင်ကောင်းနေတယ်တော့မဝင်စင်နဲ့လို့ပြောလိုက်ပါလေအဲ့ဒီမှာပဲဒူရက်အကြောင်းကိုသွားပြီးတော့စုံစမ်းနေဘာဟောင်းပြောင်းလာပြီးတော့ဒူရက်ကိုရုတ်တရက်ပါးချလိုက်ပါတော့လေဘောင်က နေပြောတော့နေနဲ့ငါလည်းလက်ထပ်ဖို့စီစဉ်ထားရဆိုစောက်လူလိန်ကောင်ဘာမှမစီစဉ်ထားဘူးလို့ပြောပြီးတော့ဒေါသထွက်နေတာပါကျန်တဲ့ရဲဘော်တွေကတော့သူတို့နှောက်ကိုကြည့်ပြီးတော့ကြီးနေကြပါတယ်သူတို့ခလုံးတူတက်ကဘောင်းကိုကြိုက်နေဆိုတာသိတယ်လို့ဘောင်းကလည်းတူတက်ကိုသဘောကျနေဆိုတာကိုသိကြပါတယ်တူတက်ကသူတို့မိဘတွေသူတို့ကိုလက်ထပ်ဖို့စီစဉ်ထားကြတယ်လို့လိန်ပြောခဲ့တာတွေကလွဲလို့တူတက်အမိနဲ့ဘောင်းရဲ့အမိကတငယ်ချင်းတွေဆိုတာကတော့တကယ်အမှန်ပါပြီးတော့ဒူရက်ကဝက်ရှော့မှာလုပ်ခဲ့တဲ့ယိုးမက်ကင်းနစ်မဟုတ်ပဲစစ်လက်နက်တိုက်ကအင်ဂျင်နီယာတယောက်ဖြစ်ပါတယ်။သူဘုံတစ်ခုတီထွင်တော့မှမတော်ဆပေါက်ကွဲပြီးတော့ အရာရှိ၃ယောက်တည်သွားတာကြောင့်ထွက်ပြေးလာခဲ့တာပါသူကသစ်စပေါက်တော့မဟုတ်ပါဘူးဒူရက်ကစိတ်ဆိုးနေဘောင်းကိုလိုက်ချော့နေပြီးတော့လက်ဆောင်ပေးဖို့လုပ်နေပါတယ်ဒူရက်ကဘောင်းအတွက်သူလုပ်ပေးထားတဲ့တနတ်အစ်တလက်လက်ဆောင်ပေးလိုက်တော့ဘောင်းလည်းကျေနပ်သွားရပါတယ်အမေရိကန်တပ်တွေကတော့ပျောက်ကြားတပ်တွေရှိမဲ့ထင်တဲ့နေရာတွေကိုမြဲလူလူလင်းနဲ့ဘုံလာကျဲနေပြီးတော့ဘေးဒီရိုဖွဲ့တွေကိုချီဥမင်လိုင်ကောင်းတွေထဲမှာနေတာကြောင့်သာဘာမှမဖြစ်တာပါပျောက်ကြားတပ်တွေကတော့ဘုံကျဲခံရရိုးနေဖြစ်တဲ့အတွက်အပေါ်မှာဘုံကျဲလို့တုံအောင်ဖြစ်နေတဲ့အချိန်သူတို့ကတော့လိုင်ကောင်းထဲမှာရုပ်ရှင်အောင်ထိုင်ကြည့်နေလိုက်ပါသေးတယ် ဒါမဲ့သိတော့မကြပါဘူးအမေရိကန်တပ်တွေကအပြင်းထန်ဆုံးဘုံကျဲတိုက်ခိုက်မှုတွေလုပ်ပြီးနောက်တည့်မှာတော့ဘေးဒီယိုတို့ရဲ့ဘန်တောင်နယ်မြေကိုဝင်စီးဖို့လုပ်ကြပါတော့တယ်ဘေးဒီယိုတို့တွေမှန်ပြောင်းနဲ့လမ်းကြည့်တော့သူတို့နေရာနဲ့မနီမွေးမှာအမေရိကန်တပ်တွေကစကန်ချထားပြီးအကြီးစားတိုက်ခိုက်မှုတွေလုပ်ဖို့ပြင်ဆင်နေအောင်တွေးလိုက်ရပါတယ်အမေရိကန်တွေကဒီညမှာရဲဘော်ဟိုင်တန်တို့ရဲ့စစ်ထောင်လိုင်းအဖွဲ့ရှိနေအောင်တီးသွားပြီးတော့ရဲရင်တွေတင်ကားတွေပါပါတယ်အကြီးကျယ်စစ်စင်ကြီးလုပ်ပြီးတော့ဖြုတ်တော့မှာပါသူတို့လာမဲ့လမ်းကြောင်းမှာတော့ဒူတက်ကောင်ရုပ်ဖြတ်ပြီးတော့မြေမုံမိုင်းတွေကိုထောင်းနေပါတယ် ။ဘောင်ကအမေရိကန်တွေရဲ့တိုက်ခိုက်မှုမဆားခင်မှာဒူလက်ကိုရေအောက်ထဲကပုံလို့ရနေရာတစ်ခုကိုလာပြပြီးတော့တိုက်ခိုက်မှုဖြစ်ရင်နေဒီမာလာပုံးနေ။ငါနေုံဒီညာပြတာဘယ်သူမှမသိစေနဲ့လို့ပြောလိုက်ပါတယ်။အဲနောက်တော့အမေရိကန်တပ်တွေတင်ကားတွေရဲညင်တွေနဲ့ခြိတက်လာပြီးတော့ဒူတက်မိုင်းတွေကအမေရိကန်တင်ကားတချို့ကိုဖျက်ဆီးလိုက်နိုင်ပါတယ်။ဒါပေမဲ့အမေရိကန်တပ်တွေကကျန်တဲ့တင်ကားတွေနဲ့ဘေးဒီလိုနဲ့လိုင်ကောင်းတွေရှိတဲ့နေရာတဝိုက်ကိုမီးတွေလိုက်ရှို့ပါတော့တယ်။မြေပေါ်မှာမိဟုံးတောင်းနေရကြောင်းလိုင်ကောင်းတဲ့နေရာတဲ့ပျောက် जा တက်တွေလဲလောင်အိုက်ပူလောင်ပြီးတော့မနေနိုင်အောင်ဖြစ်နေကြပါဗျာ အိုင်မာရီပန်းနိုင်ချက်ရှိတဲ့ဇောလတ်ရဲရဲဘော်တယောက်ကမိကုန်းငွေနဲ့အသက်ရှူကြပြီးတော့ဒေလူမျိုးပါဖြစ်နေပါလေသူနဲ့တူပါတဲ့နောက်ထပ်ပျောက်ကြားရဲဘော်ကဘေးဒီယိုကိုသွားပြေးခေါ်တော့မှာဇောလတ်ကလိုင်ကောင်းဝင်ပေါက်ကိုဖြွင့်ပြီးတော့အပြင်ကိုထွက်လိုက်ပါလေပြီးတော့အမေရိကန်တွေကိုတန်တန်းနဲ့ပြစ်ဖို့လုပ်နေတော့မှာမိရှိုးခံပြီးတော့ဒေဆုံးသွားပါတော့လေဘေးဒီယိုတို့လည်းဇောလတ်ပြင်ထွက်သွားတာကိုတွေ့ပြီမဲ့ဇောလတ်ကိုသူတို့ထွက်ကင်လိုင်ကောင်းဝင်ပေါက်ကိုအမေရိကန်တွေတီးသွားမှာဆိုတဲ့အတွက်အပြင်ကိုမထွက်ပါဘူးတပတ်မှလည်းမြေကမ်းဘေးကလိုင်ကောင်းဝင်ပေါက်မှာကင်းဆောင်တဲ့ရဲဘော်တယောက်အစိမ့်ဘုံးတိုင်အောင်ကြာဆုံးသွားပြီး အမေရိကန်တွေကအဲ့ဒီဝင်ပေါက်ကိုစားတွေ့သွားခဲ့ပါတယ်။ဘောင်တို့ကအမေရိကန်တွေဝင်လာမဲ့လမ်းမှာဘုံတုံးစင်ခဲ့တဲ့အတွက်ရှေ့ကနေဝင်လာတဲ့အမေရိကန်စစ်သားတွေရှင်းသွားခဲ့ပါတယ်။အဲ့နောက်တော့ဘောင်တို့ကပြန်ဆုတ်လာခဲ့ပြီးတော့အမေရိကန်တွေကပျောက်ကြားတွေလိုင်ကောင်းထဲမှာနေလို့မရအောင်လိုင်ကောင်းတွေထဲကိုရေဆုပ်ဆက်နဲ့မြစ်ထဲကရေတွေဖောက်ချနေပါတယ်။လိုင်ကောင်းထဲမှာရေတွေကတဖြည်းဖြည်းပိုများလာပြီးတော့ဘောင်နဲ့အာကူတို့လည်းပိတ်မိနေခဲ့ပါတယ်။ဘေးဒီရဲ့သမီးကရေတွေထဲကထွက်လာပြီးတော့အပေါ်ထားလိုင်ကောင်းကိုရောက်တော့သူ့ဖေကိုဘောင်နဲ့အာကူတို့ပိတ်မိနေတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ ။ဘောင်တို့ကရင်ပန်းလောင်းတတ်တဲ့ရေထဲမှာထွက်ပေါက်ကိုလိုက်ရှာနေကြရမယ်။ရှာမတွေ့ပါဘူး။ဘောင်ကအပေါ်ကမြေကြီးကိုဓားနဲ့တူးပြီးတော့ထွက်ဖို့လုပ်နေမယ်။အာကူကတော့ဘာဖြစ်လာဖြစ်လာအရေးမပါတော့ပါဘူးလို့လက်လျှော့တဲ့အတန်းနဲ့ပြောလိုက်ပါလေ။ပြီးတော့အာကူကငါကိုဝင်ရှိနေလို့ပြောလိုက်တော့ဘောင်လည်းအံ့ဩသွားခဲ့ပါလေ။ကလေးဖေကဘယ်သူလဲလို့မေးလိုက်တော့အာကူကငါမသိဘူး။အဲတော့အရန်မှောင်နေတာလို့ပြန်ဖြေလိုက်ပါလေ။တပတ်ကအမေရိကန်တွေကတော့မြေပေးမှာတက်ဖြတ်ပြီးတော့ဗီယက်ကောင်ပျောက်ကြားတွေခိုးနေတဲ့တခြားလှိုင်ကောင်းဝင်ပေါက်တွေကိုလိုက်ရှာနေပါလေ။ဒူရက်ကတော့ဘာဟောင်ပြထားတဲ့မြေကန်းဆန်တာပုံတဲ့နေရာမှာပုံနေပြီးတော့ ဘေးဒီယိုလည်းအဲ့ဒီကိုရောက်လာခဲ့ပါတယ်။သူကဘောင်နဲ့အာကိုတို့ရေထဲမှာပိတ်မိနေလို့ဒူဒတ်ကိုပြောလိုက်ပြီးဘောင်တို့ကိုကယ်ဖို့အတွက်အမေရိကန်တွေရဲ့ရေစုပ်စားကိုဖောက်ခွဲဖို့လုပ်နေတာပါ။ဒူဒတ်ကလည်းအာဆိုကအမေရိကန်တွေကိုအောင်လွှဲပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အာကိုကတော့ရေကပို့ပြီးတော့တတ်လာတဲ့အတွက်ခေါင်းလေးသာပုံနေပါတော့တယ်။တကယ်တော့အာကိုကသူကင်းကြတဲ့တညမှာအမီမသိရဲဘော်တယောက်ရဲ့အဓမ္မပြုချင်တာကိုခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဘေးဒီယိုကပကုံးတန်းလောင်ချလွယ်ပြီးတော့ရေစုပ်စားနာကိုကတ်လာနေပါတယ်။ ဒူရက်ကလည်းဗေဒါအုပ်တွေအောက်မှာပုံပြီးတော့မြေထဲကင်းလှဲ့နေအမေရိကန်သင်းမောကိုလက်ပစ်ပုံးနဲ့ထူးထဲလိုက်ပါလေအမေရိကန်တွေလည်းဗေဒါအုပ်ကြီးကိုတန်းတန်းနဲ့ဝိုင်းပစ်ကြပြီးတော့ရေစုံဆက်ကိုစောင့်နေတဲ့စစ်သားတွေလည်းအအောင်ပြောင်းပြီးတော့သင်းမောရှိတဲ့ဘက်ကိုလှဲ့သွားတော့ဗေဒီယိုကရေစုံဆက်ကိုလောင်ချာနဲ့ထူပြီးတော့ဖြက်စီးပစ်လိုက်ပါတော့တယ်အိုင်မာလေးလှိုင်ကောင်းတဲ့ရေဝင်နာရက်သွားပြီးတော့ရေပြန်ကျသွားတဲ့အတွက်ဘောင်နဲ့အာခူတို့လည်းအသက်ရှင်သွားပါလေအမေရိကန်တပ်သားတွေကဗေဒီလိုကိုတန်းတန်းနဲ့လိုက်ပစ်ပေမဲ့နေမီကျွမ်းနဲ့ဗေဒီလိုလည်းလွတ်မြောက်သွားခဲ့ပါလေအဲနောက်အမေရိကန်တပ်တွေခဏငြိမ်သွားတော့ ဘေးသူတို့လည်းစောလန်းလိုကြာဆုံးသွားတဲ့ရဲဘော်တွေမြေမြုပ်တာတွေလောက်ကြပါတယ်။နောက်တစ်ခါမှာတော့လက်တက်ဆိုတဲ့ရဲဘော်တယောက်ကသူ့ငွေချင်းစောလန်းသေဆုံးသွားတဲ့အတွက်မကြေမနက်ဖြစ်နေပြီးတော့အမေရိကန်တင်ကားတွေကင်းနေလာတော့ဒုံးကြီးနဲ့ထုဖို့လောက်ပါတယ်။လက်တက်ရဲ့လောင်ချာလက်ချက်ကြောင့်အမေရိကန်တင်ကားစီးပျက်စီးသွားခဲ့ပြီးအမေရိကန်တွေကလည်းလက်တက်တို့ဝိုင်းပြီးတော့ပြစ်ကြပါတော့တယ်။တိုက်ပွဲပြီးတော့လက်တက်တို့ရဲ့လက်ချက်ကြောင့်အမေရိကန်တင်ကားနှစ်စီးလောက်ပျက်စီးသွားပြီးမယ်။လက်တက်လည်းတင်ကားဒုံးကြီးတို့ကြောင့်သေဆုံးသွားခဲ့ရပါတယ်။နောက်တစ်ခါမှာတော့ဟိုင်းသန်းတို့က အမေရိကန်စစ်တပ်ရေဒီယိုကြားပြနားထောင်နေပြီးတော့အမေရိကန်တွေကအနောက်ပိုင်းလိုင်ကောင်းလမ်းကောင်းတွေကိုဖျက်ဆီးပစ်လိုက်ပြီးစွာကိုတိလိုက်ရပါတယ်။အားနဲ့ဗီဒီယိုကဒါဆိုရင်ငါတို့တောင်ပိုင်းကမီးလောင်တောအုပ်လမ်းကြောင်းကိုတုံးကြမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဗီဒီယိုကဟိုင်တန်းကိုခေါ်ပြီးတော့ငါငါကလေးတို့စိတ်ပူတယ်။တို့ကအတွေ့အကြုံနှုတ်သေးတယ်။ငါတို့ကလိုင်ကောင်းကိစ္စပဲကြွမ်းတာ။ရန်သူထောင်ချောင်းစင်တာစနိုက်ပါနဲ့ပစ်တာ။အဲ့လိုပျောက်ကြားနီးလန်းနေငါတို့တိတ်မကြွမ်းဘူး။ဒီမစ်ရှင်ကငါတို့အတွက်ကြီးလွန်းနေ။အမေရိကန်တွေငါတို့အတွေ့အကြုံနဲ့တာတိသွားရင်ဘယ်လိုလုပ်မလဲ။ငါတို့ဆိုရင်ငါတို့အပြစ်ဖြစ်မှာလို့ပြောလိုက်ပါတယ်။ ဟိုင်တန်းကျွန်တော်နားလေပါတယ်နောက်နှစ်ရက်ပဲတောင်းခံထားပြီပါကျွန်တော်လောရမယ့်အရေးကြီးအစီရင်ခံချက်တစ်ခုရှိရင်အဲ့ဒါပြီးရင်ခမပြောက်ကြိုက်ဆုတ်လို့ရပြီလို့ပြောလိုက်တော့ဘေးဒီကဒေါသထွက်ပြီးငါတို့လီးမမဆုတ်ဘူးကွာငါငါတို့ကလေးတွေအသက်ပေးနေရတာဘာအတွက်လဲဆိုတာသူတို့အသိစေချင်တာလို့ပြောလိုက်ပါတော့တယ်နောက်ထပ်မှတော့ကင်းတောင်းဝင်ကြပြီးတော့တယောက်တည်းအိတ်နေရတဲ့အာကိုကိုဘောင်ကလာနှိုးပြီးတော့အိတ်ဆောင်မှသွားအိတ်ဒီညငါဆောင်းလိုက်ဟိုမရင်းအောင်ဒီညထပ်လာရင်အဲ့ကောင်စစ်ခုံရအောင်ပို့လိုက်မယ်လို့ပြောလိုက်ပါလေ။အကူကထားလိုက်ပါငါလည်းမှားခဲ့တာပဲလို့ပြောပေမယ့်ဘောင်ကလက်မခံခဲ့ပါဘူး။ အာကိုထွက်သွားတော့ဘောင်ကအိတ်ချောင်ဆောင်နေပြီးတော့ဘောင်အိတ်နဲ့ပခန်းနာကိုလူတယောက်ကကတ်လာခဲ့ပါတယ်အဲလူကအာကိုထိမ်ပြီးတော့ဘောင်ကိုကင်လိုက်တော့ဘောင်ကချက်ချင်းထပြီးတန်းတန်းနဲ့ပြစ်ဖို့လှုပ်လိုက်ပါတယ်အဲလူလည်းထွက်ပြီးသွားတော့ဘောင်ကအနောက်ကလိုက်ပြီးမယ်မျက်ခြေပြတ်သွားပါတယ်အဲနောက်တော့ဘောင်ကလိုင်ကောင်းပြေုံထွက်လာတော့ညဘက်ကြီးဘာကြီးလုံးနေမှမသိလုံးနေတဲ့တူတက်ကိုမြင်လိုက်ရပါတယ်တူတက်ကဘောင်ကိုမြင်တော့မြေထဲကိုခေါ်သွားပြီးတော့ငါမြေကျောင်းတစ်ဆောင်မှာဘုံကားလုံးစင်နာတယ်မနေ့ပြန်မနေ့အမေရိကန်လိုင်းငါဖောက်ခွဲမယ်ပြီးရင်နေ့ကိုလိုင်ကောင်းထဲမှာလာစားမယ်လို့ပြောလိုက်ပါတယ် ဘောင်ကဒူတက်ကိုဖတ်လိုက်ပြီးတော့နဲမှာတီသွားခြင်းလို့လားဒီပြင်မှာလိုင်ကောင်းထဲမှာတဲ့အသက်ရှင်နိုင်ခြင်းပိုများတယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဘောင်ကလိုင်ကောင်းထဲကိုပြန်လာပြီးတော့အစည်းအဝေးခန်းထဲမှာဘေးဒီယိုနဲ့တခြားရဲဘော်တွေလည်းစုနေကြပါတယ်ဘောင်ကအာခုတ်ကိုငါနေကိုဝင်ရှိနေဆိုတော့ဘေးကိုပြောလိုက်ပြီလူတိုင်းနောက်ကျရင်တီကုန်ပါပဲစော်စီရှင်းလိုက်တာကောင်းတယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဘောင်ကဘေးဒီယိုကိုဘေးကလေးရဖေးလိုမှာပဲဒါငါတို့ရဲ့နောက်ဆုံးတိုက်ပွဲလေနေပေါ့ကြောက်နေရတယ်လို့မေးလိုက်ပါတယ်အဲ့ဒီမှာပဲသူတို့လူကြီးဦးလီစောရောက်လာတဲ့အတွက်ဦးလီစောကိုဝိုင်းပြီးတော့နှုတ်ဆက်လိုက်ကြပြီး ပြီးရတိုင်ပွဲမှာကြာဆုံးခဲ့တဲ့ရဲဘော်တွေအတွက်တမနစ်ငိန်သက်ဂါရဝပြူပေးလိုက်ကြပါတယ်။ပြီးတော့ဘေးဒီယိုကရဲဘော်ဟိုင်းတန်းတို့ကတကယ်တမ်းမှာဘသူတွေလဲသူတို့လုံးနဲ့မရှင်ကဘာလဲဆိုတာပြောခွင့်ပေးဖို့တောင်းဆိုလိုက်တော့ဦးလီစောကအဲ့ဒါကိုလက်ခံလိုက်ပါတယ်။ပြီးတော့ဦးလီစောကနောက်ဆုံးသတင်းပို့လို့မှုကရောက်မှဖြစ်မယ်။မင်းအချိန်ဘလောက်လိုလဲလို့ဟိုင်းတန်းကိုမေးလိုက်တော့ဟိုင်းတန်းကစက်သားတွေကျွန်တော်စီကိုစားစားနိုင်ယူလာဖို့24နာရီလိုတယ်လို့ပြန်ဖြေလိုက်ပါတယ်။အဲ့တော့ဘာအောင်လဲသူလဲဦးလီစောကိုတောင်းဆိုစရာရှိတယ်လို့ပြောလိုက်ပြီးတော့ဘေးသူနဲ့အာခိုးကိုမင်္ဂလာဆောင်ပေးဖို့ပြောလိုက်ပါတယ်။ အန်နာတို့ဦးလေးစောကဥဆောင်ပြီးတော့ဘေးဒီယိုနဲ့အာကိုလက်ထပ်ပွဲကျင်းပပေးလိုက်ပါတော့တယ်။နောက်ထပ်မှာဦးလေးစောအာကိုနဲ့ဘေးဒီယိုရဲ့တမီကမ်တို့ပါဝင်ရဲဘော်တို့ကိုမီးလောင်တောထဲကလိုင်ကောင်းနေမှာသွားပုံမှုလွှတ်လိုက်ပါတယ်။ဦးလေးစောတို့တောထဲမှာခီးဆက်လာတော့မှာပဲအမေရိကန်ရဲ့တိုက်ခတ်တာကိုခံလိုက်ပြီးတော့ဦးလေးစောကဒဏ်ရာသွားခဲ့ပါတယ်။အန်နာတို့တို့တွေဦးလေးစောကိုတဲပြီးတော့လိုင်ကောင်းတို့ကတွေရောက်လာပြီးအနောက်ကနေအမေရိကန်တပ်တွေကခွေးဒင်းနဲ့လိုက်လာကြပါတယ်။ဒဏ်ရာရတော့ဦးလေးစောကခြေထောက်မှာဒဏ်ရာထားတဲ့အတွက်သူဆံမသွားနိုင်တော့ဘူးလို့ပြောလိုက်ပြီး မင်းတို့စက်သွားကြငါ့ကိုထားခဲ့တော့လို့ပြောလိုက်ပါတယ်ကုလေးစွာသူ့အတင်းဆွဲခေါ်နေတဲ့ရဲဘော်လိုင်ကောင်းဒူးပြီးတော့စက်သွားကြဘီရင်လိုင်ကောင်းဖောက်ခွဲလိုက်ငါအချိန်ဆွဲထားပြီးမယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဦးလေးစောကအမေရိကန်တပ်တွေကိုငါထံအရထားတယ်လက်နက်ချမယ်လို့လမ်းအောင်ပြောလိုက်တာပါအမေရိကန်တွေကလိုင်ကောင်းဝါကိုဘူဒိုဇာရိုင်နဲ့ဒူးနေပြီးတော့ဓမ္မမာအာခိုတို့ကလည်းလိုင်ကောင်းလမ်းပိတ်ပြီးတော့စက်သွားလို့မရတဲ့အတွက်အ мян ဒူးနေကြပါတယ်ခဏနေတော့အမေရိကန်တွေကလိုင်ကောင်းဝါကိုဘူဒိုဇာရိုင်နဲ့ဖြိုချပြီးဦးလေးစောကိုမိသွားခဲ့ပါတယ် သူတို့ကဦးလေးစိုးကိုယာရုကြီးကြီးတဲကဖြစ်မယ်ဆိုတာသိနေကြပြီးတော့အမေရိကန်တပ်သားတယောက်ကဦးလေးစိုးကိုဒီညမှာနဲ့တရင်နှိုက်မယ်လို့ရေဒီယိုနဲ့သူ့အဖွဲ့ကိုတရင်လှမ်းပို့လိုက်ပါတယ်။သူတို့ရေဒီယိုကြားပြတ်နားထောင်နေဟိုင်တန်းတို့လည်းဦးလေးစိုးအဖမ်းခံလိုက်တာကိုတီးသွားခဲ့ပါပြီ။အမေရိကန်တွေကဦးလေးစိုးကိုဆေးလိပ်တွေပါတီးတိုက်ပြီးတော့ဂျန်နယ်လူတွေမမာလဲလို့မေးလိုက်တော့ဦးလေးစိုးကဗီယက်ကောင်တွေရဲ့ပါဝါဘယ်နေရာမှာလဲဆိုတာမင်းတို့မသိကြဘူး။မင်းတို့ချိန်မှာပြင်သစ်တွေရှိကြတယ်။ငါတို့လာတိုက်။ခုမင်းတို့လာတိုက်တယ်။အေးဒါမဲ့ငါတို့တိုက်နေတာပြည်သူတွေရဲ့စစ်ပွဲ။ နိုင်ကောင်းတွေကပြည်သူတွေစစ်ပွဲပဲမင်းတို့မနိုင်နိုင်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့သူဖွက်ထားတဲ့ဘုံတလုံးကိုယူပြီးတော့ကိုကိုကိုဖောက်ခွဲပြလိုက်တော့တာပါအဲ့ဒီမှာအာကိုတို့ကလည်းနိုင်ကောင်းကိုတူးလိုက်နိုင်ပြီးတော့ရှေ့ဆက်သွားပြီပဲဖြစ်ပါတယ်သူတို့နောက်ကိုအမေရိကန်တွေဆက်မလိုက်နိုင်အောင်အနောက်ကနိုင်ကောင်းတွေကိုတော့ဖောက်ခွဲပြထားခဲ့ပါတယ်ဒါပေမဲ့အာကိုတို့နိုင်ကောင်းချင်းချင်းလေးတဲ့ခီးဆလာတို့မှာအမေရိကန်တွေကနိုင်ကောင်းတွေကိုရှာတွေ့သွားပြီးတော့ဘူဒိုဇာနဲ့ဖျက်ဆီးလိုက်ပါတယ်ပြီးတော့အစိမ့်ငွေဘုံတွေချလိုက်တာကြောင့်နိုင်ကောင်းတွေမှာရှိနေတဲ့စာကိုရောဘေးဒီယိုရဲ့တမိကန်ပါ တေဆုံးသွားခဲ့ပါတော့လေအဲ့လိုင်ကောင်းလမ်းကြောင်းဆိုင်ကုန်ကြီးဆက်ထားတဲ့လမ်းကြောင်းဖြစ်ပြီးတော့ဦးလေးစောတို့ဟိုင်တန်းတို့ကဒီလမ်းကြောင်းသုံးပြီးဘီယန်တောင်နဲ့ဆိုင်ကုန်စားရဲစားတန်းတွေအချက်လက်တွေအပေးယူလုပ်နေတာပဲဖြစ်ပါတယ်ဟိုင်တန်းတို့လည်းရေဒီယိုကတဆင့်အမေရိကန်တွေသူတို့လိုင်ကောင်းလမ်းကြောင်းတွေကိုစီးမိသွားခဲ့ပြီဆိုတာကိုတီးသွားခဲ့ပါတယ်ဟိုင်တန်းကဗီဒီယိုကိုအမေရိကန်တွေအနောက်ဘက်လိုင်ကောင်းလမ်းကြောင်းကိုရောမီးလောင်တောလမ်းကြောင်းကိုပါစီးမိသွားပြီကျုပ်တို့ဝိုင်းလာပြီကျုပ်တို့မှမြစ်ဘက်ခြမ်းလမ်းကြောင်းပဲကြံတော့တယ်လို့ပြောလိုက်ပါတယ် ဘေးသူကအရာဆိုမီးလောင်တော့လှိုင်ကောင်းတဲ့ကကလေးတွေရောလို့မေးလိုက်တော့ဟိုင်တန်းကသူ့တို့သတင်းမရကြအောင်လွတ်သွားမှာပါလို့ပြောလိုက်ပါတယ်။ဒါမဲ့ဘေးသူကတော့သူသမီးရောသူနဲ့အခုမှလက်ထပ်ထားတဲ့ဇနီးအသေးဆက်ဆက်ပါတေဆုံသွားလောက်ပြီဆိုတော့ကိုသဘောပေါက်လိုက်ပါပြီ။ဟိုင်တန်းကဘေးအားလုံးအဆင်နေမလားလို့မေးလိုက်တော့ဘေးသူကအားလုံးအဆင်ပြေတယ်စိတ်မပူပါနဲ့လို့ပြန်ပြောလိုက်ပါတယ်။အဲနောက်တော့ဘေးသူတို့ဘွဲကဝစိပိတ်တဲ့ထဲထားတဲ့မွေထောင်ကြောက်တွေဘုံထောင်ကြောက်တွေဆင်းပြီးတော့လှိုင်ကောင်းကိုကာကွယ်ဖို့အတွက်ပြင်ဆင်ကြပါတော့တယ်။အဲနောက်မှာတော့အမေရိကန်စစ်သည်မော်ဒစီမြစ်ထဲကနေတက်လာပြီးတော့ ဒူတက်ကအိုက်သေးမော့ကိုသူအစင်းနဲ့ထောင်ထားတဲ့ဘုံနဲ့ဖောက်ခွဲပြလိုက်ပါတယ်ပြီးတော့ဒူတက်ကလိုင်ကောင်းထဲဝင်ပြီးတော့ဘာဟောင်းကိုရှာဖို့လုပ်ပါတယ်တပတ်မှဘေးဆန်းနဲ့ဘာဟုတို့ကင်းဆောင်တဲ့လိုင်ကောင်းထဲကိုအမေရိကန်စစ်သားတယောက်ကဝင်လာခဲ့ပါတယ်ဘာဟုကတနတ်နဲ့ပြစ်လိုက်တော့အမေရိကန်စစ်သားကသူတို့ရှိတဲ့နေရာကိုအစိမ့်ငွေဘုံနဲ့ပြစ်လိုက်ပါတယ်ဘေးဆက်လည်းအစိမ့်ငွေမိသွားပြီးတော့သူတို့တွေနောက်ကိုပြန်ပြေးဆုတ်လာခဲ့ကြပါတယ်အဲဒီမှာဘေးဒီကိုလည်းရောက်လာပြီးတော့ဘေးဆက်ရဲ့မျက်လုံးတွေကိုရေနဲ့ဆေးပေးလိုက်ပါတယ်အဲဒီမှာဘေးဆက်အာခိုးကိုမှားခဲ့မိတာသူဖြစ်ကြောင်းဝန်ခံပြီးတော့ဘေးဒီကိုတောင်းပန်လိုက်ပါတော့တယ် အဲ့ဒီမှာပဲအောက်ကအမေရိကန်စစ်သားကအပေါ်ကိုလိုက်တက်လာဖို့လုပ်နေတဲ့အတွက်ဘေးသူကအောက်ထဲကိုဘုံပြစ်ချလိုက်ပါတယ်။ဒါပေမဲ့အမေရိကန်စစ်သားအပေါ်ကိုတက်လာနိုင်ပြီးတော့ဘေးသူကိုတနက်နဲ့ပြစ်လိုက်တာကြောင့်ဘေးသူကိုဒဏ်ရာသွားရပါတယ်။အဲ့စစ်သားကတော့ဘာဟုကဓားနဲ့ထိုးပြီးတော့တပစ်ဖို့လုပ်နေပါတယ်။စစ်သားဘာဟုစီကဓားကိုပြန်လှုပ်ပြီးတော့ဘာဟုကိုပြန်ထိုးဖို့လုပ်နေတော့ဘေးသူကအဲ့စစ်သားကိုပေါ်ကနေတနက်နဲ့ပြစ်တက်လိုက်ပါတယ်။အမေရိကန်စစ်တပ်ကတော့ဘေးသူတို့အဖွဲ့နဲ့ရဲဘော်ဟိုင်တန်းတို့ကိုအင်အားပြည့်စုံနဲ့မြေလန်ရှာနေခဲ့ပါပြီ။ လိုင်ကောင်းကျွမ်းကျင်တဲ့အမေရိကန်စစ်သားတို့လည်းဘေးဒီရိုးရဲ့လိုင်ကောင်းတွေထဲကိုရောက်လာကြပါပြီသူတို့ကဘေးဒီရိုးရဲ့ရိတ်ခါတူလောင်ကန်းတွေကိုပါစီးမိသွားခဲ့ပါတယ်နောက်ထပ်စစ်သားတွေကပျောက်ကြားတွေကိုလိုက်ရှာနေပြီးသူတို့ကဘေးဒီရိုးထောင်တက်တဲ့ထောင်ချောက်တွေကြောင်းနားလေတဲ့အတွက်ထောင်ချောက်တွေကိုကျော်ဖြတ်လာနိုင်ကြပါတယ်ဘောင်တို့လည်းရန်သူတွေတစ်ဖက်ဖက်နဲ့ရှေတိုးလာပြီးဖြစ်တဲ့အတွက်ပြန်ဆုတ်လာကြပြီးလမ်းမှာဝက်စိပိတ်ထဲကမွေးတွေကိုလှုပ်ပေးခဲ့ပါတယ်အမေရိကန်စစ်သားတယောက်မွေးစိမ်းပြီးတော့လက်ချက်မိသွားပြီးတော့နောက်ထပ်ကတော့ဘောင်နဲ့အတူပါလာတဲ့တမ်လို့ခေါ်တဲ့ပျောက်ကြားရဲဘော်တယောက်ကိုပြစ်တက်လိုက်နိုင်ပါတယ် ဘောင်လဲတမ်ကြသွားတော့တိလိုက်တော့အနောက်ကိုဆက်ဆုပ်လာပါတယ်။တမ်ကိုပြစ်သားလိုက်တဲ့စစ်သားနဲ့သူ့နောက်ကတခြားအမေရိကန်စစ်သားတွေကဘောင်နောက်ကိုလိုက်လာခဲ့ပါတယ်။အမေရိကန်စစ်သားလိုင်းကောင်းချင်းချင်းလေးတွေမှာတွားသွားပြီးတော့ဘောင်နောက်ကိုလိုက်လာတော့ဘောင်ကသူပြင်စင်ထားတဲ့ဝချုံနဲ့ထိုးသားဖို့လုပ်နေပါတယ်။အဲဒီမှာပဲဘောင်ကိုလိုက်ရှာနေတူတက်ကပေါ်လာခဲ့ပါတော့တယ်။အမေရိကန်စစ်သားတူတက်ကိုတန်းတန်းနဲ့ချိန်ထားတော့ဘောင်ကစစ်သားကိုဝချုံနဲ့ထိုးသားလိုက်ပါတယ်။ပြီးတော့နောက်ကနေလိုက်လာတဲ့ခြားအမေရိကန်စစ်သားကိုလည်းဘုံခွဲပြီးတော့တပ်ပြစ်လိုက်ပါတော့တယ်။ဒါမှမဟုတ်ပြင်းထန်တဲ့ရထားတဲ့ဗီဒီယိုကတော့ လိုင်ကောင်းတွေမြုပ်ထားတဲ့ဘုံတွေကိုဖောက်ခွဲပြီးတော့ဝင်ပေါက်ထွက်ပေါက်တွေကိုဖျက်ဆီးပစ်လိုက်ပါတယ်အမေရိကန်တွေကလည်းပေါ်ကနေဘုံတွေတောက်ဆောက်ကျဲချနေ哦လိုင်ကောင်းကြီးလှုပ်ခါပြီးတော့ပျက်စီးတဲ့နေရာတွေကလည်းပျက်စီးနေပါပြီဒီလိုချိန်မျိုးမှာတူတန်းတဲ့ဘောင်တို့ကတော့ခုံလုံးအောက်ကိုဝင်စောင်းချုံပြီးတော့မသေးခင်နောက်ဆုံးချိန်လေးမှာအချိန်အားလုံးချေဆန်းနေတာကိုမြင်ကြရပါတယ်တဖက်မှာရဲဘော်ဟိုင်တန်းတို့ဖွဲ့ကလည်းသူတို့သတင်းပေးပို့ရတဲ့တောင်းဝင်အောင်မြင်သွားတဲ့အတွက်မြစ်ဖက်လမ်းကြောင်းကနေချိန်ပြီးလိုင်ကောင်းတွေကထွက်ပြီးတော့လွတ်မြောက်သွားကြပါပြီအမေရိကန်တွေဘုံကျဲတာပြီးတော့တူတန်းတဲ့ဘောင်တို့ကလိုင်ကောင်းတွေလိုက်ရှာကြရင် ဗီဒီယိုနဲ့တွေ့ပါတယ်ဗီဒီယိုကဟိုင်သန်းတို့လွတ်သွားတယ်မေရှင်ပြီးပြီလို့ပြောလိုက်ပြီးဘောင်ကတော့ဗီဒီယိုကိုကြည့်ပြီးတော့ငိုနေခဲ့ပါတယ်ဗီဒီယိုကဘာမှဖြစ်ဘူးငိုမနေနဲ့လို့ပြောလိုက်ပြီးတော့ဇောက်လေးတုတ်ထုတ်ပေးလိုက်ပြီးဒါအုပ်ထက်လူကြီးတွေကိုပေးလိုက်မင်းတို့လောက်ခဲ့တဲ့ကောင်းကျိုးတွေပဲလို့ပြောလိုက်ပါတယ်ပြီးတော့ဗီဒီယိုကငါနေအောင်အောက်မှာလက်ဖက်ရည်တစ်ခွက်လောက်တောက်ချင်လိုက်တာလို့ပြောပြီးတည်ဆုံးသွားခဲ့ပါတော့တယ်အဲနောက်တော့ဒူတန်းနဲ့ဘောင်တို့အပြင်ကိုထွက်ဖို့လုံနေတော့မှာဘောင်ဝချုံနဲ့ထိုးခဲ့တဲ့အမေရိကန်စစ်သားကမတည်သေးမနဲ့ရေပေးပါလို့အတန်တိုးတိုးနဲ့တောင်းနေတာကိုမြင်လိုက်ရပါတယ် ။ဘောင်တို့လည်းတေလူမျိုးပါအဖြစ်နဲ့အမေရိကန်စစ်သားကိုခေါ်ထုတ်လာပြီးဘောင်တို့ကဘောင်တင်ပြီးတော့မြစ်ထဲကိုလွတ်ပေးလိုက်ပါတယ်။ဘောင်နဲ့ဒူဒတ်တို့ကတော့အမေရိကန်ရဟယင်တွေပြန်ဝဲပြီးတော့အသက်ရှင်တဲ့လူရှိမရှိလိုက်ရှာနေတာဖြစ်တဲ့အတွက်မြစ်ထဲမှာရင်ငုံပြီးပုံနေကြတာကိုမြင်ကြရပါတယ်။အဆုံးသတ်မှာတော့ဗေးဒီယိုဥဆောင်တဲ့ဗီယက်ကောင်ပျောက် जा တပ်ဖွဲ့ကမေရှင်ကိုအောင်မြင်ခဲ့ပြီးတော့အသက်ရှင်ကျန်တာကတော့ဘောင်နဲ့ဒူဒတ်တို့နှစ်ယောက်ပဲဖြစ်ပါတယ်။စကားဆုံးမှာလာတဲ့ credit scene တကူမှာတော့ VNN ပျောက် जा စစ်သားဟောင်းကြီးတွေက American VNN စစ်ပွဲအကြောင်းပြန်ပြောင်းပြောပြနေတာကိုတွေ့ရရင်းနေပဲ ဇက်လန်းကိုဒီနေရာမှာအဆုံးသတ်လို့ထားခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်လေးမှလည်းမိုင်းစားရုံရှင်ဇက်ကားတွေကိုအကောင်းစား recap အနေနဲ့တင်ဆက်ပြီးတော့ကြိုးစားပေးသွားမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ပြီးနောက်အကောင်းလုံးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးဒီနေ့မှချိန်မင်းသားဆင်ခဲ့တဲ့ပရိသတ်များအားလုံးကိုတယောက်ချင်းစီတိုင်းကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မှုပါ